မလင်အပီးမိဘများအတွက်လမ်းညွန်မလင်ကိုကြုံတွေ့ရတာဟာ အလိုမဲကြောက်စရာကောင်းပါတယ်ငလင်အပီးမှလည်းနောက်ထပ်ငလင်လှုပ်အောင်မလားလို့စိုးရိမ်မှုတွေဟာလာချီပြီးကြားနိုင်ပါတယ်မိသားစုများနဲ့ကလေးငယ်များဟာ အမျိုးဆွေများနဲ့ရက်ရွာဘာသာရေးဖွဲ့စည်းများအခြားသူများ၏အကူအညီဖြင့် အချိန်တစ်ခုမှာပုံမှန်အခြေအနေကို ပြောင်းရွှေ့တတ်ကြပါတယ် ဒါပေမဲ့ငလင်လှုပ်ချိန်အတွင်းငလင်အပီးအတွေ့အကြုံထက်စစ်ငလင်သေးသေးလေးတွေလာပေါင်းများစွာအတွင်းကြုံတွေ့ရမှုစသည်တို့သည်မိသားစုတစ်ခုနှင့်တစ်ခုမတူညီနိုင်မှငလင်အတွင်းငလင်အပီးအတွေ့အကြုံနှင့်ပျက်စီးဆုံးရှုံးမှုပမာဏပေါ်မူတည်ပြီး ပုံမှန်ပြောင်းရောက်ဖို့အချိန်တွေခွာခြားနိုင်ပါ रे အချို့ကလေးများနှင့်မိသားစုဝင်များဟာ ထိခိုက်ဒဏ်ရာရမှုများပြီးစေကူတာမှုနှင့်ပြန်လည်ထူထောင်မှုလိုအပ်နိုင်ပါれအချို့မိသားစုတွေဟာ နေစဉ်ပုံမှန်လုပ်ဆောင်မှုတွေကို အချိန်တစ်ခုမှာပြန်ရောက်နိုင်ကြပြီမြေတချို့မိသားစုတွေကတော့နေအိမ်နဲ့ပိုင်ဆိုင်မှုပျက်စီးမှု စေကူတာရန်လိုအပ်မှုငွေကြေးအဆင်မပြေမှုတွေနဲ့ကြာရှည်ကြုံတွေ့ရတတ်ပါれမိသားစုတော်တော်များများဟာချစ်ခင်ရသူတွေဆုံးရှုံးမှုနဲ့လဲ ကြုံတွေ့ရပါတယ်။ငလင်အတွင်းနဲ့ငလင်အပြီးမှာသူတို့ရဲ့အသက်အရွယ်နဲ့အတွေ့အကြုံများခလေးတွေဟာပွဲပြားစွာတုံ့ပြန်နိုင်ကြပါတယ်။မိဘတွေအနေနဲ့ကိုယ်တိုင်ခံစားမှုတွေအခက်ခဲတွေရှိနေပြီးမယ်။ခလေးတွေရဲ့အဲ့လိုမတူကွဲပြားတဲ့တုံ့ပြန်မှုတွေကိုသတိပြုမိပြီးနားလည်ပြီးလိုအပ်တဲ့ပံ့ပိုးမှုတွေပေးဖို့လိုအပ်ပါတယ်။ငလင်အတွင်းနဲ့ ငလင်ပြီးနောက်မိပါဆွေမျိုးဆရာဆရာမတခြားကူညီစောင့်ရှောက်သူတွေကငလင်ကိုဘလို့တုံ့ပြန်တယ်လဲဆိုတာဟာခလေးတွေရဲ့တုံ့ပြန်မှုအပေါ်အများကြီးလွှမ်းမိုးပါတယ်ခလေးတွေဟာသူတို့ပတ်ဝန်းကျင်က လူကြီးတွေစီကနေဖြည့်သိမ့်ပေးမှုနဲ့အကူအညီတွေအချက်လက်တွေကို လိုအပ်ပါတယ်ခလေးတွေမှာလဲတူညီတဲ့တုံ့ပြန်မှုပုံစံတွေရှိပါတယ် လေးတွေရဲ့တုံ့ပြန်မှုတွေဟာအချိန်နဲ့အမျှညောနေသွားမှာဖြစ်ပြီးမယ်။အဲဒါတွေကိုသိထားရင်ကလေးတွေကို ကူညီပေးဖို့အသင့်ဖြစ်နိုင်ပါတယ်။ကလေးတွေအတွက်ပြုလုပ်ပေးနိုင်သောအရာများတရင်လွန်ကဲခြင်းကိုကန့်သက်ထားပါ။သင်ကလေးကိုငလင်းနဲ့ပတ်သက်သောအကြောင်းအရာများပြန်လည်ထူထောင်ခြင်းများနှင့်ပတ်သက်သည့်သတင်းစာများ၊အင်တာနက်၊ရေဒီယို ရုပ်ပြင်သံကြားသတင်းများမှတစဉ်အလိုမင်းလွှမ်းမိုးစီခြင်းများမှကာကွယ်ထားပါမိတ်ဆွေတငယ်ချင်းများဤလုံခြုံရေးအားပူပန်စိုးရိမ်ခြင်းများမှတည်ငြိမ်အောင်ကူညီပါတငယ်ချင်းများနဲ့ဆက်သွဲဖို့တွေးဆုံဖို့ဆိုရာဟာခက်ကောင်းခက်ပါလိမ့်မယ်ဒါပေမဲ့သူတို့တငယ်ချင်းများကိုသူတို့မိဘတွေကဖေဖေမေမေတို့ကလေးတို့ကိုဂယုပြုစောင့်ရှောက်သလိုလုံခြုံအောင်ဂယုဆိုင်မှာဖြစ်ကြောင်း နားလည်အောင်တည်တည်ချာချာရှင်းပြပေးပါရက်ရွာပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီးအသိပေးပါရက်ွက်ထဲမှာအပြက်အစည်းတွေကိုဖယ်နေကြပြီးအကူအညီတွေရနေပြီးတချို့မိသားစုတွေနေဖို့နေရာအသစ်တွေလည်းရဖို့အကူအညီရနေပြီးစသဖြင့်ရက်ရွာပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီးအသိပေးပါကလေးတွေကိုယ်တိုင်ကူညီနိုင်အောင်အားပေးပါကလေးတွေက သူတို့တွေက သူများတွေကိုကူညီပေးနိုင်ရင်စိတ်ခံစားမှုတက်တာလာနိုင်ပါတယ်။ကလေးတွေကူညီနိုင်မဲ့အရာတွေကိုရှာပြီးကူညီပါစေ။ဥပမာတန်ရှင်းရေးလုပ်ခြင်း၊မိသားစုလှုပ်ဆောင်မှုများ။စိတ်ရှိပါ။ကလေးတွေကအာယုံမစုစည်းနိုင်ဖြစ်တတ်ပါတယ်။သူတို့ရဲ့တနေ့တာတကိုရေးလုပ်ငန်းတွေကြောင်းပြန်တက်လို့အင်စာလုပ်ရာတွေမှာသူတို့ကိုကူညီပေးထပ်ဆောင်သတိပေးဖို့လိုပါတယ်။ လေးများတွင်တွေ့ရတတ်သောတုံ့ပြန်မှုများသူတို့နှင့်အခြားသူတွေဘေးကင်းမှုအတွက်စိုးရိမ်ထိတ်လန့်ကြောက်လန့်ခြင်းမိသားစုနှင့်တကွဲတပြားဖြစ်မှကိုစိတ်ပူခြင်းမိဘဆွေမျိုးဆရာဆရာမကို တွေ့ကပ်ခြင်းနောက်ထပ်ငလင်ကြီးဒါမှမဟုတ်တဆင့်ငလင်တိတိလေးတွေလှုပ်မှကိုကြောက်ခြင်းအိမ်ကြောင်အခြားအဆောက်အအုံတွေပြိုကျမှကိုကြောက်ခြင်း အပြုတ်အမူအပြောင်းအလဲများတက်ကြွလွန်ခြင်းအာယုံမဆိုင်နိုင်ခြင်းစိတ်ဆက်ခြင်းတခြားသူတွေနဲ့မရောဘဲတဦးရဲနေခြင်းဒေါသဖြစ်ပြီးပောက်ကွဲလွယ်ခြင်းငိုယိုခြင်းဘိုင်နာခေါင်းကိုက်ဟိုကဒီကနားရေပြောခြင်းចောင်းစာလှုပ်ခြင်းနဲ့ပတ်သက်ပြီးဖြစ်စေမိသားစုတွင် အခြားသူများနဲ့ပြုမှုဆက်ဆံမှုဖြစ်စေ ပြောင်းလဲသွားခြင်း ငလင်အချောင်းကိုပဲထက်တလဲလဲပြောနေခြင်းဒါမှမဟုတ် ငလင်လှောက်တန်းကစားနေခြင်းငလင်နဲ့ပတ်သက်တဲ့အဆောက်အုံပြက်ပစ္စည်းပြက်သတင်းများကို အလုံးမင်းတုံ့ပြန်ခြင်းပစ္စည်းများပြုတ်ကျခြင်းကြာကွဲခြင်းမိသက်ကအရေးပေါ်ကားများမှ အချက်ပေးတဲ့များခေါင်းလောင်းတဲ့များစူညံတဲ့များကိုလွန်ကဲစွာတုံ့ပြန်ခြင်းအိတ်ဆက်ခြင်းနဲ့အစားစားခြင်းကြိတ်ပြောင်းလဲခြင်းများ နေစဉ်လုံနေကြအရာများကိုစိတ်ဝင်စားမှုလျှော်နေခြင်းတငယ်ချင်းများနှင့်အတူနေခြင်းများလျှော်ချခြင်းငယ်စဉ်ကအပြုတ်အမူများပြန်လုပ်ခြင်းငယ်စဉ်ကပြောသောစကားပုံစံများပြောခြင်းအရာတွင်ရှူးပေါက်ခြင်းစိတ်တိုင်းမကျပြုမူနေကြမဟုတ်သောအပြုတ်အမူများဖြစ်ခြင်းဒေါသဖြစ်ခြင်းအော်ငိုခြင်းကြိုက်ခြင်းမကောင်းသောအပြုတ်အမူများ အရက်တောက်ခြင်းမူးရစေးသုံးခြင်းမိမိကိုယ်တိုင်သို့မဟုတ် အခြားသူများကို နာကျင်အောင်ပြုလုပ်ခြင်းများစသောအနေအဖြစ်စေနိုင်သော အမှုအချက်များပြုလုပ်ခြင်းမိဘများမိမိကိုယ်တိုင်လှုပ်ဆောင်နိုင်သော အရာများကိုကိုကိုဂရုစိုက်ပါ ရေအများကြီးတောက်ပါ အချိန်မှန်မှန်အစာစားပါအိပ်ရေးဝအောင်အိပ်ပါ အချင်းချင်းကူညီပါ အချိန်ပေး၍ဆွေမျိုးများ တငယ်ချင်းများရက်ရွာအတွင်းအတူနေထိုင်သူများအချင်းချင်းစကားပြောပေးပါဘာသာရေးလုပ်ငန်းများတွင် ပါဝင်ပါ အရေးကြီးသောဆုံးဖြတ်ချက်များကို မချသေးပါနဲ့မလိုအပ်သောဘဝအတွက်အပြောင်းအလဲများ ပြုလုပ်ရင်ဆုံးဖြတ်ခြင်းကိုရှောင်ရှားပါကို့အတွက်ကိုအနားယူပါတန်ရှင်းအလုံးအကျွံပြုလုပ်ခြင်းများရှောင်ရှားပါအနားယူဖို့နဲ့ကိုယ်ချိတ်နဲ့တက်ရလေးတွေလှုပ်ဖို့ အချိန်ပေးပါ ခလေးတွေအတွက်ပြုလုပ်ပေးနိုင်သော အရာများ ခလေးများနှင့်အချိန်ပေးပြီးစကားပြောပေးပါမိကုံမိချင်းသူတို့ဤစိုးရင်ပူပန်ခြင်းများကိုထုတ်ပေါ်ပြောပြခြင်းစတာတွေလုပ်လို့ရတယ်ဆိုတာခလေးတွေကို အသိပေးပါပြောပြပေးပါသူတို့ရဲ့စိုးရင်ပူပန်ခြင်းတွေကြောင်ယုံခြင်းတွေကို ပြောပြဆွေးနွေးဖို့တကြိမ်တက်မက လိုချင်လိုပါလိမ့်မယ်ဒါကြောင့် တို့ရဲ့မိကွန်းအစ်စ်တွေကိုဖြေနိုင်ဖို့အသုံးတဲ့မဲ့သတင်းစကားတွေပြောပေးနိုင်ဖို့သင်အစဉ်နဲ့ရှိသင့်ပါတယ်။အဲ့ဒီလိုစကားတွေပြောဖို့အချိန်ရှာပါ။ကိုယ်အိမ်မှာကိုယ့်ရဲ့ရွာမှာဖြစ်ပျက်နေတာတွေကို ပြောဖို့ထမင်းအတူစားချိန်ညနေအတူတူထိုင်နာချိန်မျိုးတွေကိုရွေးချယ်ပါ။မိကွန်းတွေကိုတူတူတုံတုံနဲ့ရိုးရိုးသားသားဖြေဆိုပါ။ကလေးတွေရဲ့အတွေ့အခေါ် ထင်မြင်ယူဆချက်တွေကိုလည်းမေးပေးပါအသက်အရွယ်ငယ်တဲ့ကလေးတွေအတွက်ငလင်အကြောင်းစကားပြောတဲ့အခါသူတို့ကြိုက်နှစ်သက်တဲ့ပုံမြင်လေးတွေကစားနည်းတွေနဲ့ရောပြီးပြောပြပြီးမယ်ဆိုရင် သူတို့ဟာပုံမို့တည်ငြိမ်ပြီး လုံခြုံလာပါလိမ့်မယ်ညာအိမ်ယာဝင်ချင်းဂယုစိုက်ပါကလေးတွေဟာမိမနဲ့ခွဲနေရချိန်မှာပိုပြီးစိုးထိတ်တတ်ကြပါလေကလေးနဲ့အတူ ပုံပြောခြင်းစာအုပ်ဖတ်ခြင်းစသဖြင့်ကလေးတို့ညာအိမ်ရာဝင်ချိန်မှာအချိန်များများပေးပြီးအတူရှိနေပေးပါ လူကြီးချင်းချင်းစကားပြောရာတွင်သတိထားပါ ငလင်နဲ့ပတ်သက်တဲ့အကြောင်းလူကြီးအချင်းချင်းပြောဆိုဆွေးနွေးရာတွင်သတိပြုပါကလေးတွေကတစုံတစကြားတာကိုနားလည်မှုလွှဲခြင်းသူတို့နားမလဲတဲ့အကြောင်းအရာတွေအပေါ်မှာအလွန်အလွန်ကြောက်ရွံ့ခြင်းတို့ဖြစ်တတ်ပါတယ် ကျွမ်းကျင်သူပညာရှင်များဤအကူအညီရယူပါငလင်ပြီးလအတော်ကြာပြီဖြစ်တော်လဲခလေးတွေပုံမှန်ပြန်ဖြစ်ရန်အခက်အခဲများတွေ့နေရပါကမိဘများအနေဖြင့်နားလေတကြွန်းသူဆရာဝန်တိုင်းရင်းစည်းဆရာဘာသာရေးဆရာရက်ရွာကောင်းဆောင်စိတ်ကျမ်းမာရေးဆိုင်ရာကျွမ်းကျင်သူဆွေးနွေးတိုင်ပင်နိုင်မဲ့အတိုင်ပင်ခံစသည့် ကျွမ်းကျင်သူပညာရှင်များ၏အကူအညီရယူပါခလေးရဲ့ဆရာဆရာမများနှင့်ချိတ်ဆက်ပါအကယ်၍မိမိအိမ်မှတယောက်ယောက်မှ ထိခိုက်ဒဏ်ရာရလင်းဖြစ်စေတေဆုံးသည်ဖြစ်စေခလေးတွင်အခက်အခဲကြုံတွေ့နေရသည်ဖြစ်စေခလေး၏ဆရာဆရာမများဒါမှမဟုတ်အခြားကူညီပံ့ပိုးနိုင်တဲ့တယောက်ယောက်ကို အသိပေးခြင်းအဖြစ် ခလေး၏အကြောင်းမှ အကူအညီကိုရယူပါ မျောလင့်ချက်ထားပါ အခက်ခဲဆုံးအခြေအနေတွေကိုကြုံတွေ့နေရရင်တောင် ကောင်းကွက်လေးတွေကို တွေ့အောင်ရှာပါမျောလင့်ချက်ထားပါအဲ့ဒီလို အကောင်းမြင်ပေးခြင်းဟာ ခလေးကိုသူကိုယ်တိုင်ပတ်ဝန်းကျင်မှာအကောင်းမြင်အောင်ရှာဖို့အထောက်အကူဖြစ်ပါလိမ့်မယ်တင်ကိုယ်တိုင်စံပြဖြစ်အောင်နေပါ နေထိုင်မှုပုံစံပြောင်းလဲရခြင်းဟာ ခလေးတွေအတွက်အလွန်အမင်းတော့ကရောက်စီ ခိအားဖြစ်စေပါတယ်။ကလေးတွေဟာအခြေအနေတွေကိုဘလို့တုံ့ပြန်ရမယ်ဆိုတာမိဘတွေစီကသင်ယူပါလိမ့်မယ်။ရှုပ်ထွေးခက်ခဲတဲ့အချိန်မှာအေးအေးဆေးဆေးရှိပြီးတည်ငြိမ်စွာတုံ့ပြန်ခြင်းဟာအရေးကြီးပါတယ်။သင်ကလေးများကိုအားပေးပါ။ကလေးများကိုရေမြမြတောက်ဖို့အချိန်မမှန်အစားစားဖို့နဲ့အိမ်ရင်းဝအောင်အိပ်ဖို့စားတဲ့ သူတို့ကိုသူတို့အကောင်းဆုံးစောင့်ရှောက်လှုံ့ဆော်ခြင်းများပြုလုပ်နိုင်အောင်အားပေးခြင်းအဖြစ်ကူညီပါခလေးများကို လုံခြုံခြင်းခံစားရစေဖို့ကူညီပေးပါ ခလေးများကို ငလင်လှုပ်ပြီးစင်ကဲငလင်လေးများလှုပ်ချိန်တွင်မိသည့်အရာများလှုပ်ဆောင်ရမည်တင်ကမိသားစုလုံခြုံအောင်ဘလို့ဆက်လက်လုပ်နေတယ်ဆိုတာပြောပြခြင်းဖြင့်ခလေးများကို လုံခြုံခြင်းခံစားရစေဖို့ ကူညီပေးပါအဲ့ဒီအကြောင်းအရာတွေကိုချိန်ဖန်များစွာပြောပြဖို့လိုပါလိမ့်မယ်ပုံမှန်လှုပ်ဆောင်နေသောအရာများကိုဆက်လက်လှုပ်ဆောင်ပါကလေးများဟာနေစဉ်နေတိုင်းပုံမှန်လှုပ်ဆောင်နေကြအရာများလှုပ်ဆောင်နေကြပုံစံများကိုလှုပ်ခြင်းအဖြစ်ပုံပုံစိတ်ချလုံခြုံမှုကိုခံစားရပါလိမ့်မယ်အတက်နိုင်ဆုံးနေစဉ်လှုပ်ဆောင်နေသည့်အရာများကိုပုံမှန်ထိမ့်သိမ့်ပေးပါ စားချိန်အိတ်ချိန်မှန်ခြင်းများလည်းပါဝင်ပါတယ်။သင်ရဲ့မျှော်လင့်ချက်များသို့မဟုတ်စီကံများကိုထိန်းထားပါ။မိသားစု၏စီမင်းစီကံများအတိုင်းနေပါ။ဥပမာအားဖြင့်ကောင်းသောအချက်ပုံစံများနှင့် အခြားသူများကိုလေးစားခြင်းစသည့်စီကံများဖြစ်ပါတယ်။ရှုပ်ထွေးခက်ခဲတဲ့အချိန်မှာမိဘတွေရဲ့တည်ငြိမ်စွာတုံ့ပြန်မှုက သူတို့လေးတွေအတွက် ကောင်းဆုံးအားကိုးရပါပွင့်ပွင့်လင်းလင်းစကားပြောခြင်းနေ့စဉ်လှုပ်ရှားလှုပ်ရှင်တွေကိုဆက်လှုပ်ခြင်းနဲ့ကလေးတွေကိုပုံမပြူးဆိုင်ပေးခြင်းတွေကတင့်ကလေးတွေကိုပို့ပြီးတော့ခံနိုင်ရှိစေပါတယ်အားမငယ်ပဲအတူတူရင်ဆိုင်ခြင်းဖြင့်တဘာဝဘေးအန္တရာယ်ကို ကျော်လွန်နိုင်ကြပါစေ။